channel ကနေပြန်လည်ကြိုဆိုပါရယ် basic enemy ကိုအခုထွက်ထားတဲ့အထိပဲဖြစ်ဖြစ် enemy အကြောင်းပြောဆိုဆွေးနွေးကြတာဆိုရင်တော့ description မှာချပေးထားတဲ့ telegram link ကနေ join နိုင်ပါတယ်ဒါမှမဟုတ်အခုပြထားတဲ့အတိုင်း telegram မှာလည်းရိုက်ချလို့ရပါတယ် basic နဲ့အခြားစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေသိချင်တယ်ဆိုရင်လည်းကျွန်တော် TikTok account ကို follow လုပ်လို့ရပါတယ်ထုံးစံအတိုင်းကျွန်တော်ကို support တွေနေနဲ့ video ကိုကြည့်တဲ့အခါ US region နဲ့ VPN လေးခံပြီးကြည့်ပြီးပို့တောင်းဆိုပါစေ ဒီနေ့တော့ဘာဇက်ဖန်တွေကြားရေပန်းစားတဲ့ topic လေးတစ်ခုကိုဆွေးနွေးရင်းဖိတ်တောင်းလုပ်ပေးချင်ပါတယ်။ဘာဇက်ရဲ့အဓိက main character တွေဖြစ်တဲ့ Ghost နဲ့ Griffin နှစ်ယောက်ကြားမှာအမြဲတမ်းအငင်းပွားနေတဲ့ကိစ္စရှိပါတယ်။ International မှာရော Mains တွေထဲမှာပါဒီအကြောင်းကအမြဲတမ်းဆွေးနွေးညှိခုံကြတာမျိုးရှိပါတယ်။ဒါကဘာလဲဆိုရင်တော့ Griffin nothing wrong Griffin ဘာအမှားမှမလုပ်ခဲ့ဘူးဆိုတဲ့ topic ပါ။ ဘာဆက်ချီဘူးတူတိုင်း graphic မလားမှန်လားဆိုတာသိကြပြီပဲ graphic ကစလာကလေးကဘာမှမမှားဘူးဆိုတာကနည်းနည်းတော့တွေးကျင်စရာဖြစ်တယ်မလားဒီနေ့မှာတော့ကျွန်တော်ကအဲ့ဒီအကြောင်းကိုကျွန်တော်သိသလောက်ဆွေးနွေးတင်ပြပေးပါမယ်ဆိုတော့ကျွန်တော်တို့ video လေးကိုအခုပဲစလိုက်ကြရအောင် Griffith မှားသလားမှန်သလားမပြောခင် သူဟာဘလို့စိတ်ထားဘလို့အိမ်မက်တွေနဲ့ဘာဆက်တဲ့တီရှိနေလဲဆိုတာသိဖို့လိုပါတယ်။ Moria ဖန်တီးထားတဲ့ Griffith character အကြောင်း Moria ဟာ Griffith ကိုတမိုင်းမှာတကယ်ရှိခဲ့ပြီးကဘာကြီးကိုအောင်နိုင်ခဲ့ကြသူလို့ခေါ်တွင်ကြတဲ့ Alexander the Great နဲ့ Julius Caesar ကိုအခြေခံပြီးရေးဆွဲခဲ့ပါတယ်။အလက်ဇန္ဒားနဲ့ဂျူလီယက်စီဇာဆိုတာသူတို့အိမ်မက်အတွက်တိုက်ပွဲပေါင်းများစွာကိုတိုက်ခိုက်အနိုင်ယူခဲ့ကြတဲ့သူရဲကောင်းတွေဖြစ်ပြီးတော့ Griffith ကိုလည်းသူ့အိမ်မှန်ကြီးမှန်းချက်အတွက်ဘာမဆိုလုပ်မဲ့သူအနေနဲ့ဘာဆက်တဲ့ပုံဖော်ထားပါဗျ။အဲ့ဒါကမှ Griffith ကိုမြင့်မြတ်တဲ့ဂုံတရေနှစ်လူဖွဲ့ကောင်းသူနတ်ဘုရားတစ်ပါးလိုချော်မော်လာပါတဲ့အရာတွေနဲ့ပေါင်းထက်ဖန်တီးထားပါဗျ။ Griffith ကိုဇလိုင်းအစပိုင်းမှာအားကြအတူယူစရာကောင်းသူဘာမဆိုအားကိုအားထားရနိုင်တော့အောင်တီဂျီရဲရင်သူဖြစ်မူရီယာကတေချာပြိုးခဲ့ပြီး Eclipse ဖေးရမှာပြိတ္တတည်းရဲ့ emotion ကိုဝေခွဲရခတ်အောင် စက်ကြိုက်ရမလားမုန်းရမလားဇဝေဇဝါဖြစ်စေတဲ့ခံစားချက်မျိုးရအောင်တမင်လုပ်ခဲ့တာပါဒါကြောင့် Eclipse မတိုင်ခင်မှာကျွန်တော်တို့အားလုံးဟာ Graphic ကိုသဘောကျခဲ့ပြီ Eclipse အပီမှာတော့ Graphic ကိုမုန်းခဲ့ကြပါတယ်စဉ်းစားကြည့်မယ်ဆိုရင် character တယောက်ကိုကြိုက်ပြီးခြင်ဘက်ဖြစ်သွားအောင် လုပ်ဖို့ဆိုတာတကယ်တော့မလွယ်ကူပါဘူးအဲ့ဒါတွေကို fan တွေရင်ထဲတကယ်ဖြစ်ပေါ်အောင်ကင်တွယ်ဖို့ဆိုတာပိုလို့မလွယ်တဲ့ကိစ္စပါ Graphic ရဲ့ခံယူချက်နဲ့တကယ်စိုက်တဲ့အမှန် ဂရစ်ဖစ်ဟာအမျော်မြင်ကြီးမားသူတစ်ယောက်ဖြစ်ပြီးသူဘာပဲလုပ်လို့လုပ်တဲ့အရာတိုင်းကသူ့အိမ်မက်စီနီးကပ်စီမဲ့အကြံစီနဲ့လှုပ်ဆောင်ပါတယ်။အားလုံးသိထားကြတဲ့အတိုင်း Griffith အိမ်မက်ဟာတိုင်းပြည်တွေကိုအုပ်ချုပ်ပြီး Egret ဖြစ်ချင်တာပါ။သူ့အိမ်မက်ကဘယင်ဆိုတာထက်ပိုပါတယ်။ဒီနေရာမှာဘယင်နဲ့ Egret ကိုအချင်းချင်းရှင်းပြရမယ်ဆိုရင်တော့ဘယင်ဆိုတာတိုင်းပြည်တစ်ခုကိုပဲအုပ်ချုပ်ပြီး Egret ကတော့တိုင်းပြည်တစ်ခုမက အုပ်ချုပ်တာပါ ပြောရရင်ရှိသမျှအကုန်လုံးကိုသူ့အပိုင်လိုမျိုးလုပ်ချင်သူပါ Griffith ဟာမင်းသမီးလေး6လောက်ကိုဒီလိုပြောခဲ့ပါဗျ။ငါအိမ်မက်ကိုသာအရောက်လန်းနိုင်ခဲ့မယ်ဆိုငါအဖွဲသားတွေကိုခြာနှင်းသိရင်ခြာနှင်းရမှာပဲလို့ပြောဦးပါဗျ။ဒါဟာသူ့စိတ်ထားအမှန်ဖြစ်ပြီးသူ့ရဲ့အပြင်ပန်းလှပမှုနဲ့အပြစ်ကင်းပုံအောင်မှလျှော့ဝတ်ထားတဲ့စိတ်အယိုင်တွေပါ။နောက်ပြီးသူ့မျက်နှာပုံအောင်မှာတော့သူဟာတကယ့် narcissistic တစ်ယောက်ဖြစ်ပါဗျ။သူ့ကိုချစ်တဲ့လေးစားတဲ့သူတွေကိုသူ့လက်နက်ဖြင့်အမြဲအသုံးချပြီးနင်းချပစ်တတ်သူပါ။ ဘလောက်တောင်လဲဆိုရင်သူ့အပေါ်ကတ်စကာရဲ့တစ်ဖက်သက်အချက်စိတ်ခံစားချက်ကိုအားနည်းချက်အနေနဲ့အမြဲတမ်းအသုံးချပြီးဒပန်နော့ဟော့ဖ်ကိုတော့သူ့လက်နက်အနေနဲ့တဘောထားခဲ့သူပါဒါသူ့တကယ်စိတ်ဓာတ်အမှန်နဲ့ကာရက်တာဖြစ်ပါတယ်အများအမြင်ဂရစ်ဖစ်တစ်ဖက်မှာတော့သူ့ကိုချောပေါင်းလာပါခြင်းနဲ့သူခေါင်းဆောင်ကောင်းတယောက်လိုမြင်ကြတယ်တိုက်ပွဲတွေအောင်နိုင်ဖို့အတွက်ပြိုင်ဘက်ရန်သူတက်အမြဲခေါင်းစလုံးတာနေပြီး တိုက်တမျှတိုက်ပွဲတိုင်းကိုအနိုင်တိုက်နိုင်သူလို့မြင်ကြပါဗျ။စကားပြောဆိုတဲ့နေရာမှာလည်းလိမ္မာပါနတ်မှုရှိပြီးတော်ယုံလူသူစိတ်ရင်အမှန်ကိုမသိကြပါဘူး။ဂါစာလွတ်လပ်ခြင်းကိုကိုးစားပြုမယ်ဆို Griffith ဟာဟီမန်ချက်အတွက်ဘာမှစိုးလုံးမဲ့သူဖြစ်ဘာဆိုင်တယ်မှာကိုးစားပြုပါတယ်။ Why Griffith Nathan Round တကယ့် topic ကိုဒီနေရာမှာပြောပြပါမယ်။ဘာလို့ Griffith fan တွေက Griffith ဘက်ကနေကာပြောနေကြတာလဲဆိုတာကိုကြည့်လိုက်မယ်ဆို။သူဟာဇလန်းအဆအလေအခုတက်တီး သူ့ရည်ရချက်သူ့အိမ်မက်ကိုတစ္ဆာမဖောက်ခဲ့လို့ပါတဲ့ဒါဟာမှန်တဲ့တလောက်မှန်ပါတယ် Griffith ဟာဇလန်းကိုစတယ်ဆိုတဲ့ကသူဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဆိုတာကိုတည်တည်ချာချာဖော်ပြထားပြီးဇလန်းကိုစတယ်တခုပါပဲသူဘယ်လိုမျိုးသူ့အိမ်မက်စီအရောက်လမ်းမယ်ဆိုတာတော့မပါဘူးပေါ့အလုံးတည်တဲ့အချိန်သူ့အိမ်မက်စီသွားတဲ့လမ်းကသူ့လက်သူ့ခြေနဲ့မဟုတ်ပဲအဖွဲသားတွေကိုခြာနေပြီးသွားတာမျိုးပါနောက်တစ်ချက်ကတော့ Griffith ဟာသူ့ဆန္ဒအတိုင်းရှင်တန်ခဲ့တာမျိုးမဟုတ်ခဲ့လို့ပါ ဂရစ်ဖစ်ဟာငငယ်လေးကလေးကတနေ့အိမ်နန်းတော်ကြီးစီရောက်ရင်ကောင်းပါပဲဆိုတဲ့အိမ်မက်တော်ရှိခဲ့ပါတယ်။ဒီလိုမျိုးအိမ်မက်ကတာမန်အရက်သားအနေနဲ့ကြီးမန်းချက်ထားတာမဆန်းပါဘူး။အဲ့ဒီခေတ်အဲ့ဒီအခါတုန်းကအရက်သားတွေကဘရက်နန်းတော်ထဲမှာနေဖို့မပြောနဲ့အနာကပ်ဖို့တောင်လွဲတဲ့ကိစ္စမဟုတ်ပါဘူး။တော်ဝင်သွေးနဲ့အရက်သားဆိုတာဘလို့မှမအပ်ဆက်တဲ့အရာပါ။ဒါကြောင့်မို့ဂရစ်ဖစ်ငငယ်ကဖြစ်ချင်ခဲ့တဲ့အိမ်မက်ကသူ့လိုကလေးတိုင်းလူတိုင်းမှာရှိတဲ့အိမ်မက်မျိုးပါပဲ။ဘာကြောင့်ဆိုနန်းတော်ထဲရောက်ရင်အစားအသောက်တွေလည်းမပူရသလိုဘာပဲလိုချင်လို့ချင်းရနိုင်တာပေါ့။ ဒါပေမဲ့အဲ့ဒီလိုအိမ်မက်ရှိတဲ့ကလေးငယ်တယောက်ကိုဘေဒင်ဟောတဲ့အဖွာကြီးအယောင်ဆောင်ထားတဲ့ဥပိ္ပကနေဒီလက်ဆွဲကိုဆွဲထားရင်ကန်ကောင်းမယ်ဆိုတဲ့သဘောနဲ့ graphic ကိုပေးခဲ့ပါတယ်။တကယ်တော့အဲ့ဒီနေရာမှာကျွန်တော်ပဲဖြစ်ဖြစ်ခမားပဲဖြစ်ဖြစ်ကိုယ့်ကိုကန်ကောင်းစေမယ့်အဆောင်ဆိုရင်ယူထားမှာပဲဆိုတော့ဒါကလည်း graphic အမှားမဟုတ်နေပြန်ပါဘူး။တကယ်တော့ graphic ဟာ causality လို့ခေါ်တဲ့ကြိုးကြောင်းစီလျော်မှုနဲ့ the eye of ebay ရွေးချယ်ခြင်းကိုခံလိုက်ရတဲ့လူသားတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်မို့ graphic ကိုပေးလိုက်တဲ့ ben halik ကလည်းခြားသူတွေနဲ့မတူပဲ crazen ben halik ဖြစ်နေရပါဘူး။ The Eye of Ebay ကနေစီစဉ်လိုက်တဲ့ကာကြပါကိုသူတော်မသိလိုက်ပဲလက်ခံခဲ့ရပြီ။ Behelit ဟာသူ့ကိုကတ်ကောင်းစေရပဲရုံခဲ့တာပါ။တကယ်တော့ Behelit ကြောက်တာ Griffith ဟာကိစ္စအတော်များများကိုတိတ်မခတ်ခဲလိုက်ပါပဲနဲ့အောင်မြင်ခဲ့တာလို့လည်းဆိုနိုင်ပါတယ်။အချင်းချင်းပြောရရင် Griffith ဟာသူ့အိမ်မက်အပေါ်ကိုတော့ယူသားခဲ့ပါတယ်။သူမယူသားခဲ့တာကတော့သူ့အဖွဲ့သားနဲ့သူ့ကိုချစ်တဲ့သူတွေကိုပါ။အဲ့လိုနင်းရှည်ပြစ်ခဲ့တာကြောင့်သူဟာသူ့ရဲ့ဆိုးကိုလည်းဆုံးရှုံးလိုက်ရပြီး သူဟာဘယ်တော့မှ Gas နဲ့စတွေ့တုံးကဖြစ်ခဲ့တဲ့ Griffith လို့မဖြူစင်တော့ပါဘူး။ Fanto ဖြစ်အပြီးတဖန်မွေးဖွားလာပြန်တော့လဲ Griffith ဟာနောက်ဖျားတပားလို့စွန့်နေပြီးမို့အရင် Griffith မဟုတ်တော့ပါဘူး။အခုဆိုရင်သူကသူ့အိမ်မက်အတွက်တိုင်းပြည်တွေကိုလိုက်သိမ်းနေပြီအတော်အောင်မြင်နေပြီလို့ပြောရမှာပါအခုလက်ရှိထွက်ထားတဲ့မန်ကအရာဆိုရင်လေကတ်စကာကိုဂေါစီကနေထွက်ခေါ်သွားပြန်ပါသေးတယ်သူမလိုချင်ပါဘူးဆိုပြီးအချိန်ချင်းမတိကျုံပြုခဲ့တဲ့မင်းကလေးဆိုပေမဲ့ဂေါစနဲ့အဆင်ပြေနေတာကိုလည်းသူမမြင်ချင်ပါဘူး လူတွေက Griffin Nathan Round ဆိုတာမျိုးက Ghost Fine ကိုစားချင်နောက်ချင်တဲ့အရာကနေဖြစ်ပေါ်ခဲ့တာပါဒါလို့ခမည်းတော် Griffin Nathan Round ကိုလက်ခံလိုက်သူဆိုရင် Casca ကိုရိတ်ခဲ့တာတငယ်ချင်းဖြစ်သူရဲ့အရှိန်မှာတငယ်ချင်းချစ်သူကိုရက်ဆက်ပြခဲ့တာမင်းသမီးလေး Charlotte ကိုသူမချစ်ပါဘဲနဲ့သူ့ emotion တခုတည်းနဲ့အတူတူနေခဲ့တာတွေကို normalize လုပ်လိုက်သူလို့သတ်မှတ်ရမှာပါဒါကြောင့်မို့ Griffin ဟာသူ့အိမ်မပေါ်ကိုယူသားခဲ့တာကလဲလို့ E click ကနေစပြီးအခုချိန်ထိလုပ်ခဲ့တဲ့ဖြစ်ရတဲ့အကုန်လုံးမားတယ်လို့ပြောရမှာပါ ဒီလောက်ဆိုရင် Griffith Nathan Round အပေါ်မြင်တဲ့အမြင်ဒါမှမဟုတ် Griffith လောက်ရက်တွေအပေါ်တခုခုတော့တွေးမိမယ်ထင်ပါတယ်ခမရတို့စီမှာလည်းကျွန်တော်နဲ့မတူတဲ့အမြင်တွေရှိကောင်းရှိနိုင်တာမဟုတ်ဆွေးနွေးခြင်းပြောပြခြင်းလာရှိရင် comment ပေးခဲ့ပါဗီဒီယိုကိုသဘောကျတယ်ဆိုရင်လည်း like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်